ပါဝနာနှစ်ပါးစိတ်ခွန်အားဘုရားမြတ်စွာအစဉ်စဉ်ညွှန်ကြားပြသခဲ့တယ်ကုသိုလ်တရားပွားများ အထောက်ပုံနဲ့ပတ်သက်ပြီးတော့အားလုံးဘုရားဘာသာဝင် သူတော်စင်တွေသိကြတဲ့အတိုင်းဌာနကုသိုလ်ဆိုတာရှိတယ် သီလကုသိုလ်ဆိုတာရှိတယ်ဘာဝနာကုသိုလ်ဆိုတာရှိတယ်မိမိတို့ရည်ရွယ်ချက်အတိုင်းကုသိုလ်တရားတွေအစဉ်စဉ်ကြိုးပမ်းအထုံးလို့ရရှိလာတဲ့အကျိုးတရားကလည်းမတူဘူးဒါနကုသိုလ်ရဲ့အကျိုးတရားကအတုံးဆောင်ပြိဝခြင်းဆိုတဲ့အကျိုးတရား သီလကုသိုလ်ရဲ့အကျိုးတရားကတော့ကောင်းရသူတိဘုံ ရောက်ခြင်းဆိုတဲ့အကျိုးတရားနဲ့ဘာဝနာကုသိုလ်ရဲ့အကျိုးတရားကတော့တဏှာဟုတ်ကလွတ်မြောက်ရဖြစ်တဲ့နိဗ္ဗာန်ကိုရောက်ရှိနိုင်ခြင်းဆိုတဲ့အကျိုးတရားကုသိုလ်၃မျိုးဟာတစ်ခုနဲ့တစ်ခု မတူညီဘူးကုသိုလ်၃မျိုးလုံးဟာ မိမိတို့ရဲ့ဥတီချက်နဲ့ရည်ရွယ်ချက်အတိုင်းကောင်းတဲ့အလုပ်တွေကြီးပဲဖြစ်တယ်စိစိမ်ဥစ္စာတိုးပွားပြီးတော့တဏှာခီးမှာပြည်ပြည်ဝဝနေထိုင်လို့တဲ့ပုဂ္ဂိုလ်တွေဖို့ကတော့ဒါနကုသိုလ်လုပ်ရမယ်ဒါကဒါနကုသိုလ်ရဲ့အကျိုးဟာအဓိကအားဖြင့်မိမိကပေးတာကံတာဖြစ်သောကြောင့် ပေးကမ်းမှုကိုအခြေခံပြီးတော့ရလာနိုင်တာကတော့အဓိကမိမိမှာအသုံးဆောင်ပစ္စည်းတွေပြည့်စုံမှုဆိုတာဒါသူ့ရဲ့အကျိုးရင်းလို့ဆိုရမှာပဲသို့တော့ဒါနကောင်းမှုပြုပြီးတော့နိဗ္ဗာန်ကိုဥတည်ဆူတောင်းလို့ရောမရဘူးလားဆိုတိုက်ရိုက်တော့မရဘူးအချိန်နေတခုတော့ဒါနကုသိုလ်ကနိဗ္ဗာန်ရောက်ဖို့ဖန်တီးပေးနိုင်တယ်လို့ဒီလိုပြောတာဒါနကောင်းမှုကတိုက်ရိုက်အကျိုးပြုတာကတော့ ဖြစ်လျာဘဝမှာစိစိဥစ္စာကျွယ်ဝမှုဆိုတာဒါနကတည့်ရဲ့အကျိုးပြုတာပဲအဲ့ဒီတည့်ရဲ့ကျိုးပြုတဲ့အနေထားတစ်ခုကိုအခြေခံပြီးတော့ဘာဝနာကုသိုလ်မလုပ်လို့ရှိရင်ကတော့နိဗ္ဗာန်ရဖို့မရှိဘူးဒါကိုသဘောပေါက်နားလည်ရမှာပေါ့နော်အဲ့ဒါကိုပြည့်ပြည့်ဝဝပြောတဲ့အခါမှာစုံစုံလင်းလင်းပြောဖို့လိုတာပေါ့ ဒါနနဲ့နိဗ္ဗာန်မရောက်ဘူးလို့ပြောလို့ရှိရင်အငင်းပွားစရာဖြစ်လာတယ်။မဟုတ်ဘူးလားလို့ဆိုတော့တပိုင်းအဖြစ်တော့ဒါနနဲ့နိဗ္ဗာန်မရောက်ဘူးလို့ပြောမယ်ဆိုရင်တစိတ်တေတာအဖြစ်တော့မှန်တာပေါ့။သို့တော့ဒါနနဲ့နိဗ္ဗာန်မရောက်နိုင်ဘူးလို့တတိတထစ်ချကြီးပြောလိုက်လို့ရှိရင် မပြည့်စုံတဲ့စကားဖြစ်သည့်အတွက်ကြောင့်အငင်းပွားပဲရာဖြစ်သွားမယ်ပေါ့။ဒီလိုဖြစ်တတ်တယ်နော်။အဲ့တော့နားလေရမှာက တစ်ခုနဲ့တစ်ခုဟာဆင်းရဲဆင်းရဲအကျိုးပြုတ်သွားတယ်ဆိုတဲ့သဘောကိုနားလည်ဖို့လိုတယ်ပေါ့အဲ့ဒါလို့နားလည်မှု မရှိဘူးဆိုရင်လွယ်လွယ်မမာတွေဖြစ်ပြီးတော့အငင်းပွားစရာတွေဖြစ်လာဒါနကောင်းမှုလို့ရင်ဒါနကစိတ်ရဲ့ဥစ္စာတွေကြွယ်ဝတဲ့ဘဝမျိုးကိုရောက်ရှိစေတယ်အဲ့ဒီရောက်ရှိလာတဲ့ဘဝမှာ ကိုကျင့်သီလစောင့်တည်ပြီးတော့ကမ္မထံဘာဝနာပွားများအထောက်ပြီးဆိုမှနိဗ္ဗာန်ကိုရောက်မှာတာတော့ဒီလိုဆွလို့တာပေါ့နော်ဒါနကပို့ပေးတယ်တဆင့်ဒါဖြင့်ဒါနကနိဗ္ဗာန်ကိုအာယုံပြုတ်ပြီးတော့လုတဲ့ဒါနရောမရှိဘူးလားရှိတယ်အချိန်ကြီးကောင်းမဲ့ဖန်တီးပေးမှာပဲသူကတည့်ရိုက်ပို့နိုင်တာမဟုတ်ဘူးနော်တည့်ရိုက်ပို့နိုင်တာမဟုတ်ဘူးတခါသီလက တီလရဲ့တိုက်ရိုက်အကျိုးကတော့ဘာလို့တီလနဲ့ပြည့်စုံလို့ရှိရင်တီလကကောင်းရာသူဂတိဘုံကို ရောက်ရှိစေတယ်အဲဒီကောင်းရာသူဂတိဘုံကိုရောက်လာတဲ့ဟာကိုအခြေအနေကိုအခြေအနေတစ်ခုရယူပြီးတော့ဘာဝနာကမ္မထာအထုံးမှနိဗ္ဗာန်စွာရဒီအခြေအနေတစ်ခုဖန်ပြီးပေးုံပဲဖန်ပြီးပေးနိုင်တာဒီလိုဆိုတာပေါ့ အဲ့တော့တီလဆောက်တည်ပြီးတော့နိဗ္ဗာန်ကိုရည်စူးပြီးလုံရင်ရောဆိုတော့တီလနဲ့ကတော့တိုက်ရိုက်ဘယ်လိုမှမရောက်ဘူးနိဗ္ဗာန်ကိုရည်စူးထားတဲ့အတွက်ကြောင့်ဒီတီလကအခြေအနေကောင်းတွေဖန်တီးပေးတဲ့အခါမှာနိဗ္ဗာန်ရောက်တည်ထီအောင်အခြေအနေကောင်းတွေကိုဖြစ်ပေါ်စေမယ်လို့ဒီလိုပဲဆိုလို့ရမှာပေါ့အဲ့တော့နိဗ္ဗာန်ကိုတိုက်ရိုက်ရောက်စေနိုင်တဲ့ကုသိုလ်ကတော့ဘာဝနာကုသိုလ်ဖြစ်တယ် ဘာဝနာကုသိုလ်ကြတော့နိဗ္ဗာန်ကိုတိုက်ရိုက်သွားတဲ့ကုသိုလ်ပဲဖြစ်တယ်ပေါ့ဆိုလိုတာကဒါနလုပ်ပြီးရင်လည်းသီလပါရမယ်သီလပါပြီးတော့လည်းဘာဝနာပါရမယ်လို့ဆိုတယ်ဒီဖြစ်စဉ်တစ်ခုတိုင်းပဲသွားရမှာဒါနသီလဘာဝနာလို့ဒီလိုကုသိုလ်၃မျိုးမြတ်စွာဘုရားရှင်းလင်းဟောကြားထား